မန်ကန်မြို့အခြေခံပညာထက်တန်းကျောင်း၌2025 2026ပညာသင်နှင့်စာရေးကိရိယာများလူတန်းပွဲခမ်းနားကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းဝါကိုပိုင်အုပ်ချုပ်ခွင့်ရတိုင်းမက်မန်းခရိုင်မက်မန်းမြို့ရှိ2025 2026ပညာသင်နှင့်အခြေခံပညာကျောင်း၅ကျောင်းတွင်ပညာသင်ကြားနေသောကျောင်းသားကျောင်းသူများအတွေ့စာရေးကိရိယာများလူတန်းပွဲကိုမန်ကန်မြို့အခြေခံပညာထက်တန်းကျောင်း၌ ယနေ့နဲ့စေနာအီချင်းကကျင်းပပြုလုပ်ခဲ့ပါတယ်။ရှေးဦးစွာအခမ်းအနားမန်ကန်မြို့ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့အုပ်ချုပ်ရေးမှူးဦးစော်မင်းအောင်ကအဖွင့်အမှားစကားပြောကြားပြီးစာရေးကိရိယာများလူဒန်းသောဌာနဆိုင်ရာများနဲ့အလူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများအသီးသီးပေးအပ်ခဲ့ပါတယ်။ထို့နောက်ဗလာစာအုပ်133ဌာစဉ်၊လေးချောင်းမြင်း64ဌာစဉ်၊ခဲတံ138ဌာစဉ် ဖော့ဖျားကူးချက်နဲ့ချားလူရှင်များမှလူဒန်းသောစာရေးကိရိယာများကာလတန်ဖိုးငွေစုစုပေါင်းကျပ်43,5350မန်ကန်မြို့အခြေခံပညာထက်တန်းကျောင်းမှကျောင်းအုပ်ဆရာကြီးဦးနန်းလိုင်မှလက်ခံရယူခဲ့ပြီးကျောင်းသားမိဘများကိုစားကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ်အဆိုပါအခမ်းအနားတွင်ဌာနဆိုင်ရာများနှင့်ကျောင်းသားမိဘများ စုစုပေါင်း 20ဦးတက်ရောက်ပြီးအခမ်းအနားအား12နာရီချိန်တွင်ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါတယ်ခမညာဆက်လက်ပြီးမိုင်းယူမြို့၌ကိုဗစ်19ရောဂါကာကွယ်ဆေးထိုးနှံပေးတဲ့သတင်းကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ရန်ပြည်နယ်အရှေ့ပိုင်းမိုင်းအောင်ခရိုင် မိုင်းယူမြို့တွင်ကိုဗစ်19ရောဂါကာကွယ်ဆေးကိုယနေ့နေ့နဲ့ပိုင်းကပြည်သူစေယုံ၌ထိုးနှံလျက်ရှိကြောင်းသိရှိရပါတယ်။ထို့သောကိုဗစ်19ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင်မိုင်းယူတိုက်နယ်ဆရာဝန် ဒေါက်တာဟန်ဆိုး၏ကြီးကြပ်မှုဖြင့်ကြီးလက်ကျမ်းမာရေးတားဖွားဆရာမဒေါ်မိုနီကာနှင့်ဒေါ်ဝေလွင်တို့မှအသက်18နှစ်အထက်ရှိသူဌာနဆိုင်ရာများနှင့် အသက်50နှစ်အထက်ရှိသူဌာနဆိုင်ရာမိသားစုဝင် စုစုပေါင်း86ဦးတို့ကိုကာကွယ်ဆေးမထိုးနှံမီသွေးပောင်ချိန်တိုင်းတာခြင်းအခြေခံကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးကိုဗစ် -19 ရောဂါကာကွယ်ဆေးအားထိုးနှံပေးခဲ့ကြောင်းသိရှိရပါသည်ခင်ဗျာ